တာလီဇောပါဒီကနေ့မက်ရှလ15ရက်နေ့နရင်းဇရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်ကတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့မောင်တော်ကစပီးရှောင်မွတ်စလင်အင်ထောက်စုတရားကျော်ကိုအီအီကမျိုးလေးကိုပြန်ဝင်ခွင့်ပြုလိုက်တဲ့သတင်း။မောင်တော်နဲ့အမ်းမမိုင်းနေမီလို့လူငယ်တယောက်နဲ့လူကြီးတယောက်အပြင်းထန်ဒဏ်ရာရရှိသွားတဲ့သတင်းနဲ့ ရန်ကုန်မှာရခိုင်က6နှစ်ကျော်အရွယ်ကြောက်ကက်ရောဂါကိုပြင်းထန်စွာခံစားနေရတဲ့ကလေးငယ်အတွက်အကူအညီလိုအပ်နေတဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့ကစစ်ပီးချောင်းမွစလီအင်ထောင်စုတရားကျော်ကိုအာရခတက်တိုအီအီကမြို့သေးကိုပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပေးခဲ့တယ်လို့သိရပါဗျ။ ူတို့ကိုမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့အာစာ RS နဲ့ ERA စတဲ့အဖွဲ့တွေနဲ့ဆက်ဆက်မှုရှိမရှိစစ်ဆေးပြီးတော့မက်ရှလာ73ရဲ့နေမှာပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုပေးကြတာဖြစ်တယ်လို့ဒေသခံမွတ်စလင်လူကြီးတယောက်ကပြောပါရယ်လာဖိုးခေါင်နဲ့အခြားကြီးရော်တွေကစပေးရှောင်းတွေကို နေရပြန်ခွင့်ပြုပေးနေတာဖြစ်ပြီးတော်လာရဲ့အတွက်ပါအစီအစဉ်တွေကိုအေအေကလှုပ်ဆောင်ပေးခဲ့တယ်လို့သူကပြောပါရယ်မနေ့ကပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုပေးခဲ့ရမှာ မောင်တော်လေးရွက်ကကဟိန္ဒူမိသားစုတချို့လေးပါဝင်ခဲ့တယ်လို့သိရပါတယ်။မောင်တော်မြို့တိုင်းတိုက်ပွဲအတွင်းနေရစွန့်ခွာစစ်ပီးရှောင်နေခဲ့ကြရတဲ့မောင်တော်မြို့ကငင်တန်းမောင်နီလေးမိုင်နဲ့အမတ်1နှစ်34ရွက်တွေကဒေသခံမွတ်စလင်တွေဟာလာဖိုးခေါင်ကြီးရောအပါအဝင်ဘေးလွတ်တဲ့ကြီးရောတွေကိုရွှေ့ပြောင်းခိုလုံနေထိုင်ခဲ့ရတာဖြစ်ပါတယ်။မောင်တော်မြို့နေနဲ့အမ်းမြို့နေတို့မှာစစ်တပ်မိုင်းကိုနေမီလို့ လူငယ်တယောက်နဲ့လူကြီးတယောက်တို့အပြင်းထန်တန်ရာရရှိသွားရတယ်လို့သိရပါဗျ။တန်ရာအပြင်းထန်ရသွားတဲ့သူတွေကတော့မောင်တော်မြို့နေရွှေစားအနောက်မွတ်စလင်ကြီးရွာကမမောက်ရဆင်း16နှစ်နဲ့အမ်းမြို့နေပြုတ်ကျွန်းကြီးရွာကဥညင်ကြီး55နှစ်တို့ဖြစ်ပါရီ။မောင်တော်မြို့နေရွှေစားအနောက်ကြီးရွာကမမောက်ရဆင်းဟာတရွာလေးမှာနေတဲ့နောက်ထပ်အဖို့6ယောက်နဲ့အတူမက်လ73ရဲ့နေမွန်တေ7နှစ်နာရီလောက်က ငှားရှာဖို့သွားတဲ့အချိန်ရွာနောက်ဖက်ခြံစည်းရိုးအနားမှာမိုင်းနီးမိခဲ့တာဖြစ်တယ်လို့အတူလိုက်ပါလာသူကာယာစကနရင်ဇရာကိုပြောပါရယ်အဲ့ဒီလိုမိုင်းနီးမိလို့မမောက်ရစိတ်မှာဘေဘက်ခြေတစ်ဖက်ပြတ်ထွက်သွားခဲ့ပြီးမိုင်းစာထိမှန်ခဲ့တဲ့အတွက်ဘေဘက်မျက်လုံးမှာကွေသွားခဲ့ရတယ်လို့သိရပါရယ်အဲ့ဒီလိုပဲအမ်းမြို့နေပြုတ်ကျွန်းကြီးရွာကဥညင်ကြီးဟာလေမက်ရှလာစနီယနီနီးလီနနိုင်လောက်ကလုံးရော်ဟောင်းဖက်ကိုထင်းခွေသွားတဲ့အချိန်မှာ စစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့စစ်ကြံမိုင်းတလုံးကိုနှီးမိလို့ပောက်ကွေးမှုဖြစ်ပြီးအပြင်းထန်တံရရာရှိခဲ့တာပါ။ဒါကြောင့်ဥညင်ကြီးမာလေးဘေဘက်ချစ်တောက်ပြတ်ထွက်သွားခဲ့တယ်လို့မျက်နာမာလေးမိုင်းစားထိမှန်တံရရာရှိခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မြို့ကရန်ကင်းကလေးစေးုံကြီးမှာရခိုင်က6နှစ်ကျော်အရွယ်ကလေးငယ်တယောက်ဟာကြောက်ကဲ့ယောဂါကိုအရွယ်နဲ့မမျှအောင်ပြင်းထန်စွာခံစားနေရပြီး သူ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့ကလေးမိခင်စီကနေသိရပါတယ်ကြောက်ကယောဂါကိုပြင်းထန်စွာခံစားနေရတဲ့ကလေးငယ်ကတော့ရခိုင်ပြည်ကြောက်တော်မျိုးပိုက်တီရက်ွက်ကဒေါ်သက်ဖူးလွင်24နှစ်ရဲ့သမီးဖြစ်သူမဝင်းဖူးခိုင်ဖြစ်ပါရီမဝင်းဖူးခိုင်ဟာကြောက်ကယောဂါဝေဒနာကိုခံစားနေရတာ9လလောက်ရှိနေပြီဖြစ်ပြီးရခိုင်မှာ10လလောက်ဆေးကုသခံခဲ့ပေမဲ့ယောဂါကပြင်းထန်လာလို့ဆီယဝင်းရဲ့လမ်းညွန်မှုကြောင့် ရန်ကုန်ကရန်ကင်းကလေးစီယုံကြီးမှာစီကူတာမှုခံယူဖို့ရောက်ရှိနေတာဖြစ်တယ်လို့မိခင်ဒေါ်တက်ဖူးလွင်ကရုပ်သံအင်တာဗျူးတစ်ခုမှာပြောထားပါတယ်။မဝင်းဖူးခိုင်မှာယောဂအချိန်ကြောင်းဘိုက်ညနာလက်နဲ့ခြေတောက်တို့ပါဖောရောက်နေပြီးစက္ကန့်ပိုင်းလောက်ပဲထိုင်ပြီးနေနိုင်တယ်လို့အိတ်မပြောတာတွေလေးဖြစ်နေတယ်လို့ကုညီပေးနေသူတွေကပြောပါတယ်။ဒီကလေးကိုစီကူတာနိုင်ဖို့ငွေကြီးမတက်နိုင်လို့ရခိုင်ကအဖိုးအဖွားရဲ့နေအိမ်ကိုပေါင်ပြီး ေးလာကူတာလို့ဆိုပါတယ်ကလေးရဖခင်ဖြစ်သူဟာမလေးရှားနိုင်ငံမှာအလုပ်လုပ်နေပြီးလက်ရှိမှာဖမ်းခံထားရတဲ့အတွက်မိသားစုနဲ့အဆက်အသွယ်မရတာတလက်လောက်ရှိပြီလို့လည်းသိရပါတယ်လက်ရှိမှာအဲ့ဒီကလေးငယ်ကိုကြောက်ကက်စေဖို့နဲ့အစ်တစ်လေးပေးဖို့ငွေကြေးအရေးတကြီးလိုအပ်နေတယ်လို့သိရပါတယ်ဒီကနေ့ရရှိထားတဲ့ရခိုင်တည်င်းတွေကိုတင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာတည်င်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ် သတင်းတပုတ်အနေနဲ့ကတော့ရန်ပုံငွေအခက်ခဲကြောင်းမြန်မာလူဦးရေတသန်းအတွက်စားနေအခါထောက်ပံ့တွေရဆိုင်ပြီလို့ WFP ကထုတ်ပြန်လိုက်ပါတယ်။ရန်ပုံငွေလိုအပ်ချက်အလွန်ကြီးမားမှုကြောင့်ဧပြီလအနေစပြီးအသက်ကိစေးစားနေအခါအကူအညီတွေကိုရဆိုင်ရတော့မေးလို့ WFP ရဲ့မတ်လ14ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကအခုဖြစ်လာမယ့်အကူအညီရဆိုင်မှုတွေဟာအသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုလေးကိုသာအားထားနေကြတဲ့နိုင်ငံတော်အန်ကထိခိုက်လွေရဲရွာလူမှုတွေအတွေ့ပြင်းပြင်းထန်ထန်ဆူဆူရွရွရက်ခတ်နိုင်ပါတယ်လို့ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားပါတယ် WFP မှာရန်ပုံငွေအသစ်မရှိပါကထိခိုက်လွေမှုအမြင့်မားဆုံးဖြစ်ကြတဲ့အသက်၅နှစ်အောက်ကလေးတွေကိုဝင်ဆောင်မိခင်တွေနှုတ်တိုက်မိခင်တွေနဲ့မတန်ဆွန်းသူတွေပါဝင်တဲ့လူဦးရေ3500လောက်ကိုပဲ ူညီထောက်ပံ့ပေးသွားနိုင်တော့မည်လို့ WFP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ American အစိုးရအဖွဲ့အတွင်းမှာခြားစားပျက်စီးနေသူတွေနဲ့အစွန်းရောက်တွေရှိခဲ့ပြီးဒီလိုလူတွေနောက်ဘတော်မှမရှိရအောင်လှုံ့ဆော်သွားမယ်လို့သမရထရန်ကပြောဆိုလိုက်ပါရယ်။မနေ့က American တရားရေးဌာနမှာဆေစုနှစ်အတွင်းသမရတယောက်အနေနဲ့ပထမဆုံးအကြိမ်တွားရောက်ပြောကြားတဲ့မိကုံးမှာ အခုလိုထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။အမေရိကန်တရားစီရင်ရေးတမိုင်းမှာမျှတမှုရှိတဲ့အခြေအနေတစ်ခုကိုစတင်နေပြီလို့လေသမရဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။အကတိလိုက်စားမှုတရားဥပဒေကိုလက်နက်တဖွဲ့အသုံးချမှုအကြမ်းဖက်ရာဇဝမှုတွေကိုလက်မြောက်ရှုံးပေးရမှုတွေကိုထားခဲ့ပြီးတာဒူညီမြမှုနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါတရားဥပဒေစိုးမိုးရေးပြဋ္ဌာန်းချက်အရဗမလိုက်တဲ့တရားစီရင်မှုကိုစတင်နေပြီလို့သူကဆိုပါရီ ။ဒါအပြင်ဝါရှင်တန် DC မြို့တော်ကိုရာဇဝမှုကင်ရှင်းတဲ့ပုံမကောင်းမွန်ပြီးလုံခြုံစိတ်ချရရတဲ့မြို့တစ်မြို့ဖြစ်အောင်တန်ရှင်းတဲ့မြို့ဖြစ်အောင်လှုပ်ဆောင်ပါလို့လေထရန့်ကပြောဆိုခဲ့ပါရရှင်။နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရစေ။ ကျမတို့ Narinzura ကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzura.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narinzura ရုပ်တံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။